မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမယ့် ပထမအဦးဆုံးတပုတ်အနေနဲ့မြန်မာပဋိပက္ခနဲ့စာနာမှုအခြေအနေပိုဆိုးလာတာကိုအလွန်အမင်းဆိုရင်လည်းလို့အာဆီယံခေါင်းဆောင်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပဋိပက္ခတွေအရှိန်မြင့်လာတာနဲ့အမြင်ငလင်ပေးကြောင်းလူသားချင်းစာနာမှုအခြေအနေပိုဆိုးရွာလာတဲ့အပေါ်အလွန်အမင်းဆိုရင်လည်းလို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါရတယ်။လက်ရှိပဋိပက္ခအတွက်ငြိမ်းချမ်းတော်တာရှိကန်တော်အပြေရှားရမှာမြန်မာနိုင်ငံကိုကူညီဖို့တန်ဋိဌာန်ချထားပြီးမြန်မာနိုင်ငံရဲ့အကြက်အသေးဖြည့်ရှင်ရမှာပုံသဘောတူညီချက်၅ရက်ကအတိကအကူအကာဖြစ် က်ရှိနေမယ်လို့အာဆီယံခေါင်းဆောင်တွေကဆိုပါတယ်အရက်သားတွေနဲ့အရက်ဖက်အဆောင်တွေကိုအကြမ်းဖက်တာချက်ချင်းရပ်တန့်ဖို့အာဆီယံခေါင်းဆောင်တွေကအဖွဲ့အစည်းတွေအားလုံးကိုတိုက်တွန်းခဲ့ပြီးအကြမ်းဖက်မှုတွေကိုရှုံချဖို့ဆက်ရှိတီးခတ်မှုကျင့်သုံးဖို့နဲ့အရက်သားတွေအားလုံးကိုကာကွယ်ပေးဖို့တိုက်တွန်းခဲ့ပါတယ် မြန်မာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကယာယီအပြစ်ခတ်ရဲစဲကြီးညာချက်ကိုအတိမတ်ပြုပါကြောင်းလူသားချင်းစာနာမှုအကူအညီတွေလိုအပ်သူတွေထံပေးအပ်နိုင်ဖို့နဲ့ပုံသဘောတူညီချက်နဲ့အညီတွဲဆောင်ဆွေးနွေးမှုကျင်းပနိုင်ဖို့အကြံဖတ်မှုတွေရဲ့ဆိုင်မဲ့ကဏ္ဍဦးခြေလန်းဖြင့်အပြစ်ခတ်ရဲစဲကြီးကိုတက်တန်းတိုးဖို့အာဆီယံခေါင်းဆောင်တွေကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေရဲ့အကူအညီနဲ့အာဆီယံဖွဲ့ရဲ့စည်းမျဉ်းတွေကိုအခြေခံပြီးခွဲခြားဆက်ဆံမှုမရှိဘဲပွင့်လင်းမြင်သာစွာနဲ့လူသားချင်းစာနာမှုအကူအညီတွေဘေးကင်းစွာပေးအပ်နိုင်ဖို့အာဆီယံခေါင်းဆောင်တွေကအဖွဲ့အစည်းအားလုံးကိုတိုက်တွန်း ်းခဲ့ပါတယ်။မြမပြည်သူတွေဥဆောင်တဲ့မြမအရေးတာရှိခံတဲ့အဖြစ်တစ်ခုရရှိဖို့ရည်ရွယ်ချက်နဲ့အတူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုကျင်းပနိုင်ဖို့မြမနိုင်ငံရှိအဖွဲ့အစည်းအားလုံးကယုံကြည်မှုတည်ဆောက်ဖို့အာဆီယံခေါင်းဆောင်တွေကအားပေးခဲ့ပါတယ်။ ပုံသဘောတူညီချက်ဖော်ဆောင်ရမှာနိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်ကုလသမဂ္ဂကအာဆီယံကိုဆက်လက်ပံ့ပိုးကူညီမှုကိုအာဆီယံခေါင်းဆောင်တွေကအတိမတ်ပြုပါရယ်။မူရင်မောင်ခုံမှုလူကုန်ကူးမှုနဲ့ကြားဖြန့်တွေလိုမျိုးနေဆက်ဖြတ်ကျော်ရာဆွေးမှုတွေတိုးလာတာအပါအဝင်အာဆီယံဖွဲ့ရဲ့မြန်မာပဋိပက္ခတွေဖြည့်ရှင်ဖို့ကြိုးပမ်းရမှာအာဆီယံဖွဲ့ဝင်တွေပြင်ပမိတ်ဖက်တွေနဲ့မြန်မာအိမ်ကြီးချင်းတွေကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့အာဆီယံခေါင်းဆောင်တွေကကတိပြုခဲ့ကြပါရယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာပဋိပက္ခကိုတနည်းအတွင်မဖြည့်ရှင်းနိုင်လို့ဖိလစ်ပိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပဋိပက္ခဖြည့်ရှင်းရမှာမလေးရှားနိုင်ငံစတင်ပြီးလှုပ်ဆောင်ခဲ့တာကိုဖိလစ်ပိုင်နိုင်ငံကဆက်လက်အကောင့်ထည့်ပေါ်မယ်လို့တမရဖာတီနမ်မာကို့စ်ကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။မြန်မာအရေးကိုတနည်းအတွင်ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့၎င်းကဖိလစ်ပိုင်သတင်းထောက်တွေကိုပြောပါတယ်။မြန်မာပဋိပက္ခကိုတနည်းဆိုတဲ့အချိန်ကာလအတွင်ဖြည့်ရှင်းနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ကမြန်မာအရေးဖြည့်ရှင်းရမှာမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တာကိုဆက်လက်အကောင့်ထည့်ပေါ်မှာဖြစ်တယ်လို့သူကဆိုပါတယ်။မြန်မာနိုင်ငံမှာ ာလာမဲ့ရွှေကပွဲကြောင့်တည်ငြိမ်မှုရှိလာဖို့မျှော်လင့်ပါကြောင်းမာကိုစ်ဂျူနီယာကပြောပါတယ်။လူသားချင်းစာနာမှုကုန်ကျစရိတ်ကအလွန်ကိုကြီးမားတာကြောင့်ကျွန်တော်တို့အရင်ဆုံးအပြစ်ခတ်ရက်စဲတာကိုလိုလားပါတယ်။မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကဘလို့အခြေအနေမျိုးကိုမှသဘောတူမယ်လို့ကျွန်တော်တို့မမြင်မိပါဘူးလို့၎င်းကဆက်ပြောပါတယ်။လာမဲ့နေ့အာဆီယံလက်ကျောက်ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကမြန်မာအရေးနဲ့ပတ်သက်လို့ဒီနေ့အစောပိုင်းကလေးကမလေးရှားနိုင်ငံနဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ မြန်မာပဋိပက္ခကိုဖြည့်ရှင်းနိုင်မယ့်နီလန်းသစ်ရှာဖွေဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့တောင်းဆိုချက်အရအထူးကိုယ်စားလှယ်တဦးကျွန်တော်ဆေလွတ်ခဲ့ပါတယ်လို့သူကစက်ပြောပါတယ်ဇလတ်ပီယန်ကုန်ရှိတန်မတ်ကြီးနဲ့စစ်တမ်းမှုကိုဘင်္ဂလားဒေ့ရှ်အစိုးရပြန်လည်ခေါ်ယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံကိုဆင်လွတ်ခဲ့တဲ့တာမန်ကြီးကိုမြို့တော်ဒါကာကိုချက်ချင်းပြန်လာဖို့ညွှန်ကြားလိုက်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကအတည်ပြုကြောင်းသတင်းမှဖော်ပြပါရတယ်။ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမိုနိုဝါဟော့ဆန်က2023ဩဂုတ်လမှာစတင်ထမ်းဆောင်ခဲ့ပြီးလက်ရှိမှာနှစ်နိုင်ငံတပ်တမန်ဆက်ဆံရေးတင်းမာလာချိန်မှာချက်ချင်းပြန်လာဖို့တိုင်းရိုက်အမိန့်ညွှန်ကြားခဲ့တာလို့သိရပါတယ်။တပ်တမန်တရင်အရှိမြစ်တွေရဲ့အဆိုအရဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကရခိုင်ပြည်နယ်တပြည်နယ်လုံးနီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အရက်ခတ်တပ်တော်အင်းနဲ့ထိတွေ့ဆက်ဆံနေဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးမှမြန်မာစစ်ကောင်စီကစန့်ကျင်ကပ်ခွက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့အဲ့ဒီကန့်ကွက်မှုအပြင်ဘင်္ဂလားဒေ့ရှ်အဆိုအရကလည်းအခုလိုတုံ့ပြန်လာတာပါ။ ောင်းဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးခါလီလာရာမန်ကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တရှောင်းလုံးကိုထိန်းချုပ်ထားတဲ့အာရခတပ်တော်အေအေနဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်ပြီးထိတွေ့ဆက်ဆံမှုတွေပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလို့လူသိရှင်ကြားထုတ်ဖော်ပြောကြားထားပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုကာကွယ်ဖို့နဲ့အဲ့ဒီဒေသငြိမ်းချမ်းဖို့ကမိမိတို့တာဝန်ဖြစ်တယ်လို့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကပြောပါတယ်။ ဘင်္ဂလားဒေ့အစိုးရနဲ့အေအေတို့ကြားထိတွေ့ဆက်ဆံမှုတွေသတင်းထွက်ပေါ်လာပြီးမင်းအောင်လိုင်းခေါင်းဆောင်နဲ့အာနာသိန်းစစ်ကောင်စီကဒါကာရှိနိုင်ငံတိုင်းဝင်ကြီးဌာနကိုတည်ယဝင်ကန့်ကွက်အကြောင်းကြားစာပေးပို့ခဲ့တယ်လို့သိရပါတယ်။အာရခတ်တတော်အင်းကရခိုင်ပြည်နယ်ရှိ18မြို့နယ်အနက်14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်နဲ့နယ်မြေထိစပ်နေတဲ့ကုန်းမြေသားမကရှေးပိုင်နယ်ကိုပါစိုးမိုးထိန်းချုပ်ထားပါတယ်။ဒီလာဇန်မှာလည်းရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံစစ်တမ်းမှုပုံမှုကျောင်းအက်ဖတာဟော်ဆန်ကိုဒါကာကိုအရေးပေါ်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဆက်လက်ပြီးတော်လိုင်းအောင်ပွဲနီးလာတာနဲ့မြန်မာစစ်တပ်ကပုံမုံအသုံးပြုလာတဲ့သွေးခွဲဖြူဟာများဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။ဗမော်ကိုပဲအရင်ရအောင်တိုက်စမ်းမအောင်ဗမော်ရရင်မြေကြီးနာကိုပါအပူဆောင်ပေးမယ်။ဒီစကားဟာ2025ခုနှစ်အတွင်းကချင်ပြည်နယ်ရဲ့မြို့တော်တနီးအားဖြင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမြေကြီးနာမြို့နယ်မိုင်းတရားကြော်ကြော်သားဝေးတဲ့ဗမော်မြို့ကို KIA ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကပိတ်ဆို့တိုက်ခိုက်နေစဉ်အတွင်းကချင်ပြည်နယ်စစ်ရေးအတွက်အထူးအတာဝန်ယူကုကဲနေတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခတိုင်မှုပုံမှုချုပ်အောင်စော်ထွေးနဲ့အပေါင်းပါအရာရှိကြီးတတိုက်က တော်လိုင်းအင်အားစုတွေကိုထိတလုံရှိတလုံနဲ့စိန်ခေါ်ထားတဲ့ဇကားလို့သိရပါတယ်။ဒီဇကားကိုဗမော်တိုက်ပွဲတွင်လက်ရှိအချိန်ထိပါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းရဲဘော်တွေကပြန်ပြောပြလို့ကြားရခြင်းဖြစ်ပါတယ်။ဒီဇကားရဲ့အထိပ္ပယ်ကိုအပေါ်ယံကြည့်မယ်ဆိုရင်တော့မင်းတို့ဘလောက်တိုက်တိုက်ဗမော်ကိုမရစေဘူးမင်းတို့အရေးချက်လောက်ပဲတော့မှရမှာမဟုတ်ဘူးဆိုတဲ့အထိပ္ပယ်မျိုးဆိုတာပေါ်လွင်နေပါတယ်။တနည်းအားဖြင့်တဟာတော်လိုင်းအင်အားစုတွေကိုအထင်မြင်သေးလို့စိန်ခေါ်တဲ့ဇကားလို့ဆိုပါတယ်။ဒီဇကားကိုစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုယ်တိုင်အမှန်တကယ်ပြောခဲ့လားမပြောခဲ့ဘူးလားဆိုတာမသိကြပါဘူး။တော်လိုင်းအ င်အားစုတွေကိုစစ်ကောင်စီဘက်ကအမြဲတမ်းလူလိုအထင်မြင်သေးတာတွေလူငယ်တွေရဲ့လုတ်ကင်နိုင်မှုတွေနဲ့ပေးဆက်နိုင်မှုတွေကိုရှော့တက်တာတွေနဲ့တချိန်မှာတော်လိုင်းအင်အားစုတွေကိုစစ်တပ်မှချိန်မုံပြီးနိုင်ငံကိုပို့ကြမယ်ဆိုတဲ့အတွေ့အမျိုးစစ်ကောင်ဆောင်တိုင်းမှာရှိနေတာတွေကတော့သိကြပါရယ်ဒီချက်တွေကိုကျွန်တော်တို့ဟာအာနာမသိမ့်မီနဲ့အာနာသိမ့်ပြီးတဲ့အချိန်မြင်မှာတာမကလက်ရှိအခြေအနေတွေမှာပါတွေ့မြင်နိုင်ပါရယ် အာနာသိမိကာစာစောပိုင်းကာလတွေအတွင်းနိုင်ငံအနှံ့လူငယ်ရင်းရဲ့ငြိမ်းချမ်းစွာဆန္ဒပြပြီးဒီမိုကရေစီတောင်းဆိုမှုကိုမောင်းပြန်ခလုတ်တွေဖြုတ်ပြီးစစ်တပ်ကချိန်မုံခင်ကြပါရင်စစ်ကောင်းဆောင်အဆက်ဆက်ရိုက်သွင်းခင်ကြတဲ့တနက်ပြစ်တဲ့ရင်နိုင်ငံကိုအုပ်ချုပ်လို့ရပြီဆိုတဲ့အတွေးခေါ်လောင်းနေအလူမီနီယံတိုင်းကာသာသာရှိတဲ့လူငယ်တွေကိုရရက်ဆက်ဆက်ပြစ်ခတ်ဖြိုခွင်းခင်ကြပါရင်ညာဘက်အိမ်ပြင်ထွက်လို့ခေါင်းကိုတဲပြီးတနက်နဲ့ပြစ်သွားတာတွေမိဘရင်ခွင်ထဲကကြောက်လန့်ငိုယူနေတဲ့ကလေးငယ်ကိုနားညီးလို့ဆိုတဲ့အကြောင်းပြချက်တခုနဲ့မိဘရှိတင်ပြစ်တတ်သွားတာတွေတာမကညာဖန်းကော် ွားပြီးမနှက်ကြအလောင်းလာထုတ်ပါဆိုတဲ့အခြေအနေမျိုးတွေဒီစစ်တပ်ကရက်ဆက်ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အဲ့ဒီရစက်မှုတွေကပဲဒီကနေ့စစ်တပ်ကြဆုံးခြင်းရဲ့အဆလို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်ရဲ့အဆိုပါလုံးရက်တွေကမတရားတာကိုလက်မခံနိုင်ကြတဲ့အလွှာပေါင်းစုံကလူငယ်ရင်းရဲ့ခေါင်းထဲကိုဒီမိုကရေစီဆိုတာတောင်းယူလို့မရဘူးတိုင်းယူလို့မရတယ်ဆိုတဲ့အတွေးခေါ်ရှိုက်သွင်းပေးလိုက်တာပါ။စွန့်လွတ်စွန့်စားစိတ်ရှိပြီးဤပညာနဲ့ရင်းနှီးကျွမ်းဝင်မှုရှိတဲ့လူငယ်တွေကစစ်တပ်ကိုတနက်ပြစ်တက်ယုံလောင်းနဲ့တင်းတော်လန်နာမျိုးမဟုတ်တော့ပဲလက်လန်းမီယာဒရုန်းဤပညာတွေတာမကဆိုရှယ်နက်ဝတ်မှာလက်လန်းမီယာဤပညာတွေအားလုံးကိုတီထွင်အသုံးချပြီးစစ်တပ်ကိုတော်လန်ခင်ကြတာပါ။ နာသိန်းကာလအစောပိုင်းတွင်လူငယ်တွေစစ်ပညာသင်ကြားတာတွေတောခရိုင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကပေါ်မာရီနဲ့စစ်ကောင်ဆောင်တွေကိုယ်တိုင်လောင်ပြောင်ပြောဆိုမှုတွေပြုခဲ့ရုံတင်မကမြမစည်ရင်ကြမ်းကျင်သူအချို့ကပါနှစ်ပေါင်းများစွာစစ်တိုက်လာတဲ့မြမစစ်တပ်ကိုမခံချင်းစိတ်တစ်ခုနဲ့လက်နက်ကင်ခဲ့ကြတဲ့တော်လိုင်းလူငယ်တွေကဘလို့မှမနိုင်တော့ပဲနောက်ဆုံးမှစစ်တပ်ရဲ့ချင်းမုံချင်းကိုမှလွဲမသိခံရတယ်ဆိုပြီးခံမှန်းချက်တချို့တောင်မှထုတ်ခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီဟော့ကိန်းတွေခံမှန်းချက်တွေကဒီကနေ့အချိန်မှာတော့တတ်တတ်စင်ကိုလွဲချော်နေပြီးနှစ်ပေါင်းများစွာစစ်တိုက်လာပါတယ်ဆိုတဲ့စစ်ကောင်စီရဲ့စစ် ားကြီးတွေကြမ်းလာပြီးရမ်းလာပြီးဆိုတဲ့တမတွေတရင်တွေအကုန်အလဲလဲအပြုတ်ပြုတ်နဲ့ရှုံးနေနေတာကိုအထင်သားကြီးမြင်နိုင်ပါတယ်ပြည်သူအတွက်အာနာရှင်ကိုကောင်းကောမခံကျင်တဲ့စိတ်နဲ့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတဲ့လူငယ်တွေနဲ့အထက်ကခိုင်းမာတာလှုပ်တက်ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားတိုက်ရင်ခိုင်ရင်ကြွားချမှုတွေကတနေ့တခြားပုံမထင်ရှားလာတာကိုနိုင်ငံအနှံ့တွေ့မြင်နိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်